အားလုံးပဲမင်္ဂလာပါရေဝရှန်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဂရီမက်စလာ73ကျင်းလေးဒီဂရီမှာကျွန်တော်တို့ရဲ့ထိုးစစ်တွေဖြစ်တဲ့စစ်တွေမြို့သိမ်းတိုက်ပွဲကြောက်ဖြူမြို့သိမ်းတိုက်ပွဲဒါအပြင်ပြည်မြို့သိမ်းတိုက်ပွဲတွေကျွန်တော်ရဲ့မိဘတွေဒီအကြောင်းတွေစဉ်းစားသားမှာဖြစ်တယ်နောက်တဲ့သတင်းတစ်ခုအနေနဲ့ကျွန်တော်တို့ရဲ့ကာကွယ်ရေးဝန်ကြီးဦးကြီးမော်ရဲ့ထုတ်ဖော်ပြောဆိုလာမှုပေါ်မှာအချို့ အာမျိုးမျိုး new jet တွေနဲ့ပြောဆိုနေတဲ့အကြောင်းကိုကျွန်တော်ဒီကနေ့တင်ပြပေးသွားမှာပဲအကြောင်းကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကျွန်တော်ရဲ့မျိုးကပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်လက်ရှိချိန်မှာစံပတ်ဖတ်စစ်ခွေးတက်ဟာပြည်မျိုးမှာလုံခြုံရေးတုံ့ပြန်ထားပါတယ်ဆိုတော့တစ်ခါတည်းမှာကျွန်တော်တို့ကျွန်တော်တို့ရဲ့စီးရီးသတင်းတွေသူတို့တွေကကြုံပြီးတော့ရနေလာတာ တော့ကျွန်တော်တို့မိဘဖြစ်သူတွေကလည်းကျွန်တော်တို့ကိုဟာတာရှန်တို့အခြေတန်လုံလုံနဲ့အလုပ်ဖို့အမြဲတမ်းကျွန်တော်တို့ကိုတတိပေးကြပါတယ်ကျွန်တော်တို့ခြေတန်မလုံတာမဟုတ်ဘူးကျွန်တော်ရဲ့မိဘကျွန်တော်တို့ကကျွန်တော်တို့စည်ရင်းနဲ့ပတ်သက်တဲ့နေရာတွေမှာ ကျွန်တော်တို့ဖြတ်ကျက်ပြီးတော့နေရာယူထားပြီးပါဆိုတော့ဒီအခြေအနေမှာကျွန်တော်တို့စည်ရင်းတင်ဘလောက်ပဲပေါက်ပေါက်ကျွန်တော်တို့စည်ရေးကျွန်တော်တို့ရဲ့ခြေလမ်းတွေပေါ့သူတို့ဘလောက်ပဲတိတိ ူတို့တွေကျွန်တော်တို့ကိုတားလို့မရဆိုတော့ပြည်ကိုလည်းကျွန်တော်တို့ကတိမ့်မှာပါမကွေးကိုလည်းကျွန်တော်တို့ကတိမ့်မှာပါဆိုတော့ကျွန်တော်ရဲ့မိဘတွေစိတ်မပူကြဘူးပရမအူးစွာဒီပေးပြစီအဓိကအဖြစ်ကတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တော်လန်ရေးတော်လန်သောရဝင်းကတော့ကျွန်တော်တို့ရဲ့ဒေသခံမိဘပြည်သူတွေကိုပဲအမြဲအသိပေးနေခြင်းဖြစ်တယ်လက်ရှိအချိန်မှာဂျမတ်ဖက်စစ်ခွေးတက်ဟာပြည်မှာလုံခြုံရေး ိုးမြင့်ချထားတယ်လို့ကျွန်တော်တို့သိရှိထားပါတယ်ဆိုတော့လုံလုံရေးတိုးမြင့်ချထားတယ်ဆိုတော့ပြည်ထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့အချက်သားတွေကိုပဲသူတို့တွေကပြူအစစ်ပြီးတော့ပြည်သူစစ်အဖြစ်ဒီလိုမျိုးသူတို့သုံးပြီးတော့လုံခြုံရေးယူနေကြဖြစ်တယ်ခါတည်းမှာကျွန်တော်တို့ရဲဘော်တွေအနေနဲ့ဘယ်လိုပြောမလဲဒီစိတ်ထဲမှာဘွေမကြ ဖြစ်မိတာတွေရှိတယ်။ဒါကျွန်တော်ရဲ့မိသားစုတွေကိုတော့ကျွန်တော်ကအမြဲတမ်းပုံမှန်လေးလေးတင်ပြနေကြပါကျွန်တော်တို့တော်လန်ရေးကာလာစတင်တဲ့အချိန်မှာကျွန်တော်တို့ဒီကျွန်တော်နိုင်ငံတွင်းထဲကအာနာရှင်ကိုမောင်းထုတ်ဖို့ဒုတိယမဟုတ်အမြင့်ပြည့်ချိန်မုံဖို့အတွက်ကျွန်တော်တို့လက်နက်ဂိုင်လမ်းစင်မှလွဲလို့ကျွန်တော်တို့မှရွေးချယ်စရာမရှိဘူးအရှင်းနှပေါင်းများစွာရွေးချယ် ခဲ့ကြပြီးပြီးနှီးမျိုးစုံနဲ့နိုင်ငံရေးရတော့လကောငြိမ်းချမ်းရေးရတော့လကောစစ်စစ်ညှိနှိုင်းမှုတွေဆိုတဲ့ခေါင်းစဉ်တွေအောက်မှာရွေးချယ်ခဲ့ပြီးပြီးဒါကိုလည်းပဲကျွန်တော်တိုင်းရင်းသားတွေရောကျွန်တော်နိုင်ငံရေးသမားတွေအကုန်လုံးလိမ့်ပိတ်ခံခဲ့ရပြီးပြီးနောက်ဆက်တဲ့မှာကျွန်တော်ရွေးရမယ်လမ်းကျွန်တော်ခေါင်းပေါင်းသိစတော့ကျွန်တော်ရွေးချယ်ခဲ့တဲ့ဒီလမ်းတိုင်းမှာကျွန်တော်တော်လန်ရေးမှာဒီဇိုင်းမတ်မတ်ပါဝင်ပြီးတော့ယနေ့အချိန်ထိ တိုက်ခိုက်နေကြတယ်အခုချိန်မှာတော့အကျံဘတ်ဖတ်စစ်အာနာယူကောင်တွေဟာကျွန်တော်တို့တော်လန်သောပြည်သူတွေကိုပြန်လည်ပြီးတော့ခုခံဖို့အတွက်ကျွန်တော်တို့ရဲ့ပြည်သူကိုပဲသူ့အတုံးချတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်လက်ရှိအချိန်မှာနီကက်လာတဲ့စစ်ရေးအကွာအဝေးအရာ6မိုင်နဲ့9မိုင်ဝန်းကျင်လောက်ပဲရှိတော့ပါတယ် ကိုရှင်ကတော့လှုပ်ပြီးစကားပြောရင်အရန်ကိုရှင်းတာပဲကိုရှင်ကတော့ဘာမှမချန်ဘူးပြောတာပဲဟုတ်ကဲ့ပါဆိုတော့ပြီးမှရှိတယ်ကျွန်တော်မိဘပြည်သူတွေကျွန်တော်ညီကိုမောင်နှမတွေ group chain 2ပါလဲကျွန်တော်တို့စေဝါအရေးပေါ်ကုသနိုင်မဲ့အခြေအနေတွေဖန်တီးထားပါမိမိတို့ရဲ့မိသားစုဝင်တဲ့မိမိတို့ရဲ့ကလေးငယ်တွေဘေးကင်းလုံခြုံဖို့အတွက်နီလန်းမျိုးစုံကိုအသုံးပြုရမှာဖြစ်တယ် ကျွန်တော်ပြည်သူကိုပဲအမြဲတမ်းသူတို့တွေလူသားတိုင်းပြုလုပ်နေတာလက်ရှိအချိန်မှာပြည်မှာခြားထားတဲ့အဲ့ဒီပြည်သူဆိုတဲ့ကောင်တွေပြီးတော့ပြည်သူဆက်ဆိုတဲ့ကောင်တွေကကျွန်တော်ပြည်သူတွေကိုအတုံးချထားတာဖြစ်တယ်အဲ့ဒါတွေကိုကြည်ပြီးကျွန်တော်တို့ကရင်နာတာမနေ့ကလည်းကျွန်တော်ပထောင်းနဲ့ပတ်သက်ပြီးတော့တင်ပြခဲ့ပြီးပြီညောင်ညောစကန်ကုန်းမှာရှိတယ်ကျွန်တော်ဖက်စစ်ခွေးတက်တွေမခံနိုင်တော့ဘူးသူတို့တွေပြေးပြီ တို့ပြေးပြီဆိုရတယ်ပထောင်းကကျွန်တော်တို့လက်ထဲရောက်ပြီလို့ကျွန်တော်ပြောခဲ့တယ်ဆိုအောင်လို့ပြောတယ်ဆိုရင်လည်းမှန်တယ်လို့လည်းကျွန်တော်ဆိုထားပါတယ်ဆိုတော့ပထောင်းတပင်ပေါက်ခေါင်းစီတင်းမှနေပါတယ်ဒါကလည်းကျွန်တော်ရဲ့မိဘတွေကျွန်တော်အရန်ကိုစိုးရိမ်လို့ပါဆိုတော့အဲ့ဒီဒါပေါက်ခေါင်းပေါက်တဲ့ပြေးစတဲ့နေရာတွေကိုကျွန်တော်အရန်ကိုတံမိုးထားပါတယ် တော့ကျွန်တော်လည်းအရန်ကိုနှစ်သက်တဲ့နေရာလေးတွေအရန်ကိုနေချင်းစပွဲအရန်ကိုတာယာခဲ့တဲ့နေရာလေးတွေဆိုတော့ဒီနေရာမှာရှိနေတယ်ကျွန်တော်တို့ရဲ့မိဘတွေကျွန်တော်ရဲ့ညီကိုမောင်မတွေကျွန်တော်ကြိုပြီးတော့အခုပုံမှန်လင်းလင်းအတိပေးနေခြင်းဖြစ်ပါတယ်ဒီအချင်းတွေကိုကျွန်တော်တို့ဘယ်ကနေစလာတာလဲဆိုရင်အရခတ်တတော် AA ထိုးစစ်မှာထိုးစစ်ကြောင့်ကျွန်တော်တို့ပထောင်းမှာအခိုင်အမာတဆွဲထားတဲ့ညောင်ကျိုးစခန်း ျသွားပြီလို့ဆိုရပါတယ်။ဟုတ်ပြီ။အင်အားယာချီတုံးပြူပြီးတော့လက်နက်ခဲယံပြည်စုံစွာနဲ့သူတို့ဟာအခိုင်အမာခံစစ်ပြင်ဖို့အတွက်အကြမ်းဖက်စစ်ခွေးတက်ကအရေးပေါ်ဆောင်ရွက်နေကြပါတယ်။ကျွန်တော်တို့မတ်စတာ၁၇ရက်နေ့တိုက်ပွဲတွေကနေပြီးတော့အကြမ်းဖက်စစ်ခွေးတက်ကခွေးပြူဝပြီးစုတ်ခွာပြင်းနေကြတာပါဒီနေ့မက်လာ 73ရက်နေ့ကြောက်ပါပဲဆိုတော့အဲ့ဒီညောင်ချိုးကနေပြီးတော့စုတ်ခွာပြီးတော့အုတ်ရှင်ပင်ပြီးတော့ပြေဘက်ကိုစုတ်ခွာလာကြပါတယ်တိုက်ပွဲတွေကပြင်းနဲ့ဘာမှမငွေထောတဲ့မိုင်းအကွာဝေးကိုရောက်နေပြီလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ပြီလက်ရှိအချိန်မှာကျွန်တော်တို့ တောင်ကုန်းမတောင်လမ်းပိုင်းနဲ့ရခိုင်ရိုးမအပေါ်မှာရှိတဲ့ရင်းလန်းနဲ့မိုးထီတောင်စကန်းကိုလည်းပဲအာရခတ်တော်အေအေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ့်ပိုက်ခဲ့တဲ့အချိန်ကအကြမ်းဖက်စစ်ခွေးတက်အခိုင်အမာတဆွဲခဲ့တဲ့နေရာတွေပဲဖြစ်ပါတယ်အကြမ်းဖက်စစ်ခွေးတက်ရဲ့အမှတ်3ဆလတ်ပစ္စည်းဆက်ယုံကပ္ပစ3ကခင်းတစ်ခုလည်းဖြစ်ပါတယ် ပတောင်မြို့နယ်အတွင်းမှာကပ္ပစ3ကပ္ပစ5ကပ္ပစ9တို့ရှိပါတယ်အရကတတော် A နဲ့ကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေကကပ္ပစတွေကိုဥတီပြီးတော့စည်ရင်ပုံဖော်နေတယ်လို့ကျွန်တော်ရင်မိပါတယ်မြင်အောင်ကြည့်ပေးပါ2025မှာကျွန်တော်တို့ကြီးမားတဲ့ထိုးစစ်တွေရှိလာမယ်လို့ကျွန်တော်ကြိုပြောခဲ့တာတွေရှိပါတယ် ်ပြီးတော့ကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့အင်းနဲ့အားနဲ့ထိုးစစ်ကြီးလည်းဖြစ်လာမယ်2025ကျွန်တော်တို့တက်ထူးကြတဲ့နှစ်ဖြစ်ကြောင်းကိုလည်းကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ပြောခဲ့ပြီးဖြစ်တယ်ကျွန်တော်နဲ့အတူမြဲတဲ့စကားပြောနေကြကျွန်တော်ရဲ့မိသားစုတွေကောင်းကောင်းသိပါတယ်ဟုတ်ပြီအဲ့ဒီဗဒောင်းမြို့နယ်မှာကျွန်တော်တို့ဒါပြည်မြို့ဆိုရင်စက်တမိုင်ပဲဝေးပါတော့တယ်ပြည်မြို့ပေါ်မှာရှိတဲ့ဂျမ်းဘတ်ဖတ်စစ်ခွေးတက်ဟာ စက်တက်လေကြီးတွေကိုနေ့စဉ်ပြန်တန်းပြီးတော့အေးပေါလေ့ကျင့်နေကြပါတယ်ဟုတ်ပြီကျွန်တော်တို့ဘကိုးရုံးမှာတောင်တန်းတစ်လျှောက်နေအကျမ်းပတ်စစ်ခွေတက်လက်ကျန်စကန်တစ်ခုပြီးတစ်ခုကိုကျွန်တော်တို့တိုက်ခိုက်သိမ့်ပိုင်နေပါတယ်အကျမ်းပတ်စစ်ခွေတက်ဟာသူတို့တွေတော်တော်လေးကိုပြာရာခတ်နေတယ်ကျွန်တော်မြင်ပါ ရခိုင်ပြည်နယ်တတော်များများနဲ့ကျွန်တော်တို့ရခိုင်ရိုးမတောင်တန်းတွေမှာလက်ရှိနေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာကိုကျွန်တော်မိဘတွေတွေ့ရမှာဖြစ်တယ်။ပြီးတော့တော်လိုင်းအားကောင်းတဲ့ကျွန်တော်တို့ရဲ့ဒေတာတွေမှာအယက်သားတွေကိုဥတီပြီးတော့မီးရှို့တာတွေဘုံကျဲတာတွေကိုကျွန်တော်တို့တောက်လျှောက်မြင်တွေ့နေရတဲ့အတွက်အဲ့ဒီကျွန်တော်ခုတင်ပြနေတယ်ပဒေါပောက်ခေါပေါန့်တဲ့ ပြေစတဲ့နေရာတွေဟာစည်ရအရှိန်တက်လာဖို့ရှိပါတယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့ဒါဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကမိမိတို့ရဲ့မိသားစုဝင်တွေရဲ့အသက်အန္တရာယ်ဘေးကင်းလုံခြုံဖို့အတွက်ကရုချင်းတွေတူးထားဖို့နဲ့စပေးယာယီရှောင်တဲ့နေရာမှာဒါအစားအသောက်တွေကြိုတင်ပြင်ဆင်ထားဖို့ပြီးရင်အရေးပေါ်ကျန်းမာရေးကုသဖို့အတွက် ဒါကုမ္ပဏီသားစုအလိုက်ပေါ့ဗျာဒါ సే ဝါတွေကိုလည်း package ကျွန်တော်တို့ဆောင်ထားဖို့လိုအပ်နေပါတယ်ဒီစစ်စစ်ရင်းနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ကြိုတင်ပြီးတော့ကျွန်တော်တို့မိဘတွေကိုအတိပေးနေကြပါဆိုတော့ကျွန်တော်မိဘပြည်သူတွေဒီကလေးမှာဆိုရင်လဲကျွန်တော်တို့ကာဝေးဝင်ကြီးဥယင်မောင်ကထောင်းနဲ့တောင်းနဲ့ချီတဲ့မာပြူအမျိုးပူပေါင်းပေါ်ဆောင်မဲ့စီးပုံစံတွေကို ရင်တွေ့ရဖို့ရှိတယ်လို့သူဆိုထားတယ်ဆိုတော့တခါတည်းမှာကျွန်တော်တို့ NUG ထုတ်ပေါ်ပြောဆိုမှုတွေ NUG ရဲ့ဒါထုတ်ပြလာတယ်ပေါ့နော်ဒါမှတ်တမ်းတွေဒါတွေကိုတွေ့တယ်ဆိုရင်အချို့သောသူတွေကဒီဒီပေါ်မှာလှောင်ပြောင်ကြတယ်တွေ့ရတယ်ဒါလည်းကျွန်တော်တို့ကတော့အာတော်တော်လေးစိတ်မကောင်းဖြစ်မိတယ်လက်ရှိအချိန်မှာကျွန်တော်တို့အားလုံးကအားပေးရမှာဖြစ်တယ် ဒီလက်ချစ်တော်လိုင်းရေးဟာလဲကျွန်တော်တို့အတူတူလုံလုံနေကြတဲ့တော်လိုင်းရေးဖြစ်တယ်ဆိုတော့ဥယျာဉ်မွန်ပြောတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ထောင်းနဲ့တောင်းနဲ့ချီတဲ့အင်အားတွေကျွန်တော်တို့ပူးပေါင်းပြီးတော့လုံလုံနေတယ်ကျွန်တော်လူငယ်တယောက်အနေနဲ့ပွန့်ပွန့်လင်းလင်းပြောခဲ့ဘူးတာရှိပါတယ်ဒါတွေကအမှန်တကယ်လုံရမယ့်ကိစ္စတွေပါ ါတွေလောက်ဖို့ကိုလည်းကျွန်တော်တို့လူငယ်တွေနှစ်နဲ့ချီပြီးတော့ကျွန်တော်တကယ်စူးစမ်းခဲ့ရတယ်ကျွန်တော်တို့မှာခက်ခဲအများကြီးရှိတယ်မြင်ရတဲ့ခက်ခဲမြင်ရတဲ့ခက်ခဲဆိုတော့ကျွန်တော်မိဘပြည်သူတွေလက်ရှိအချိန်မှာစည်ရည်တည်ရှိဖို့လိုတယ်ပြီးတော့အကြမ်းဖက်စစ်ခွေးတက်ကဝါရဖြန့်နေတဲ့ဒါသူတို့တွေမလာနိုင်ဘူးသူတို့တွေမရောက်နိုင်ဘူးသူတို့တွေမလုံနိုင်ဘူး ဆိုတဲ့ဝါရဖြန့်နေတာတွေကို ကျွန်တော်မိပါတွေမြုံကြည်ကြဖို့ကျွန်တော်ဒီကနေပြီးတော့တီးပေးလို့လေဥပမာကိုပြောပြမယ်လက်ရှိအာရကတတော် AA ရဲ့ရခိုင်ပြည်ဘီလုံးအကြမ်းဖက်စစ်ခွေးတက်ကင်းစင်စေရမယ်ဆိုတော့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှန်ရဲ့မိမတော်မှရခိုင်ကိုပြန်ဖို့ခွေးမရှိတော့ဘူး ရခိုင်ကိုပြန်လို့လည်းမရတော့ရခိုင်သူတယောက်ကနော်အကြမ်းမဖက်စစ်ခွေသူတို့ရဲ့ lobby ဘက်ကပြောတယ်မြန်မာနိုင်ငံတနိုင်ငံလုံးမှာတူတီတော်ခေါင်းဆောင်အဲ့ဒီခေါင်းဆောင်ရဲ့မိမဟုတ်ပြီရခိုင်သူကျူကျူလှသူရခိုင်ပြန်လို့မရဘူးသူမိမကိုသူအာမမခံနိုင်သူမိမကိုသူရခိုင်ကိုပို့မနိုင်တော့ဘူးဒါပြီး ရခိုင်မှာရှိတဲ့ခရိုနီတွေရဲ့ဘဝဘာဖြစ်သွားလဲကျွန်တော်ရင်မိပါဒါအပြင်သူ့အသားပိုင်ဆိုင်ပါတယ်ဆိုတဲ့ရခိုင်မှာရှိတဲ့ဟိုတယ်ထွေတော်မှအဖေဖြစ်တဲ့အကျန်းဖတ်ခေါင်းဆောင်မအားလှမကာကွယ်နိုင်တော့သူ့စိတ်แท้ဘယ်လိုရှိမလဲကျွန်တော်ရင်မိပါဆိုတော့ကျွန်တော်တို့ပြည်သူ အကာအကွယ်ဟာကျွန်တော်တို့နဲ့အတူတူပူးပေါင်းဆောင်ရွက်ချင်းတာဖြစ်ပါတယ် ဆိုတော့မိမိတို့ရဲ့အသက်မိမိမိသားစုရဲ့ဘဝယက်တီမှုရှင်သန်မှုအတွက်ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ရမှာဖြစ်တဲ့အကြောင်းကိုဒီနေ့ကျွန်တော်တင်ပြနေခြင်းဟာကျွန်တော်လက်ရှိစစ်မျက်နှာပြင်ရဲ့အရေးကြီးဆုံးတိုက်ပွဲတွေဖြစ်တဲ့စစ်တွေကိုလည်းအရကတတော် AA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေကတိမ့်မှာပဲကြောက်ဖြူကိုလည်းတိမ့်မှာပဲသူဟာသူတရုတ်ဘလို့ပဲလုံကြုံရေးချချ တရုတ်တွေဘလောက်လက်နဲ့ကင်ဘလောက်ထောင်နဲ့ချီတဲ့အင်အားတွေပဲရောက်နေပါစေကျွန်တော်တို့လှုပ်ဆရာရှိတဲ့အလုပ်တွေကိုတော့ကျွန်တော်တို့ရဲ့တော်လှန်ရေးကလင်တာပြက်ကြိမ်ရက်စွဲနဲ့တိကျစွာအလုပ်လုပ်နေကြပါတယ်ဆိုတော့ပြည်မျိုးသိမ်းတိုက်ပွဲပြည်နီးကိုချင်းကပ်လာတဲ့စီတဲမှမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရန်ကိုစိုးရင်လည်းကျွန်တော်ရင်မိပါတွေ့ အချို့မိသားစုတွေဒါပုံစံအတိုင်းပဲနေထိုင်မပြတ်သွားလာမပြတ်ရှေ့နေတာကိုလည်းကျွန်တော်တို့သတင်းကြားနေရတဲ့အတွက်ဒီကနေ့ကျွန်တော်အထူးပြုအတိပေးနေခြင်းဖြစ်ပါတယ်ဒီကနေ့မှကျွန်တော်တင်ဆက်ခဲ့တဲ့အကြောင်းအရာကိုကျွန်တော်မြင်ပါတယ်အားနှစ်သက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုတစ်ချက်ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လက်နဲ့ပေးစစ်ပေးကပ်ပေးနဲ့မိပေးပါကြောက်နေတယ်ကျွန်တော်မြင်ပါပြီသူရဲပေါ်ရဲပေါ်တအူးချင်းစီတိုင်းဘေးကနေကင်းရှင်းပါတဲ့ကြောင့်လေးနဲ့ဆူတောင်းရှင်းနေကျွန်တော်ရဲပေါ်ရှမ်းလိုက်ပါ